ပြီးခဲ့တဲ့လကမှစစ်ပြင်းရင်ရေးစာချုပ်ချုပ်ဆိုထားပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကအနေဆက်တင်းမာမှုတွေဟာအခုရက်ပိုင်းအတွင်းတိတိတသားပြန်လည်မြင့်တက်လာနေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာစစ်ရဲဆဲရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲဝေဖန်နေကြတာပါ။နိုဝင်ဘာလ12ရက်နေ့မှာတော့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထိုင်းစစ်တပ်ဘက်ကရန်စပစ်ခတ်မှုတွေကြောင့်နေဆက်ကျေးရွာတခုမှာရွာသားတယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထိုင်းစစ်တပ်ကတော့ အဒီဆွဆွဲချက်ကိုအတိအလင်းညင်းဆိုခဲ့ပြီးကမ္ဘောဒီးယားဟာအဖြစ်မှန်တွေကိုလိုရာဆွဲပြီးလှည့်စားပုံဖော်နေတယ်လို့တုတ်ပြန်ခဲ့ပါတယ်။ထိုင်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရအရာရှိကတော့တကယ်တမ်းမှာကမ္ဘောဒီးယားစစ်သားတွေကသာရန်ဆခဲ့တာဖြစ်ပြီးထိုင်းကတုတ်ပြန်ရမှာတော့အရက်သားတွေကိုလူသားတိုင်းအဖြစ်အတုံးချအကာအကွယ်ယူခဲ့တယ်လို့ဆိုထားပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြုပ်မိုင်းပောက်ကွဲပြီးထိုင်းစစ်သားနှစ်ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း နှစ်ဖက်ကြားတင်းမာမှုတွေကပိုပြီးဆိုးရွားလာနေပါတယ်။အဲ့ဒီဖြစ်စဉ်အပြီးမှာထိုင်းကစစ်ရဲစရေးသဘောတူညီချက်ပါလုပ်ငန်းစဉ်တွေအကောင့်ထဲပုံမှုကိုဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့ပြီးကမ္ဘောဒီးယားအနေနဲ့တရားဝင် တောင်းပန်ရမယ်လို့တောင်းဆိုထားပါတယ်ရှင်။